Thank okay. you. နေ့လည်ခင်းပါရှင်ကျမတော့ဖူအီအီနွယ်ပါဒီဗီယိုမြန်တန်ကြားရဲ့နေ့လည်နှစ်နာရီအချိန်အထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်ပေါ်ရန်ထောက်ခံထားရတဲ့မြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုချစ်ကြည်ရေးခီးစဉ်အဖြစ်ခုရက်ထဲမှာပဲထပ်မံတွားရောက်ဖို့ရှိတယ်လို့စစ်ကောင်းစီလက်အောက်ခံမီဒီယာတွေကမေလ9ရက်နေ့ကထုတ်ပြန်ထားပါတယ် ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်နဲ့မော်စကိုမြို့မှာကျင်းပမဲ့1941 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်မှာဖြစ်တယ်လို့ဆိုပါရယ်ဒီခီးစဉ်မှာနှစ်နိုင်ငံစီးပွားရေးလုံခြုံရေးဆိုင်ရာတွေကိုဆွေးနွေးမှာဖြစ်တယ်လို့လည်းထုတ်ပြန်ထားတာပါအာနာဒိန်းစစ်ကောင်းဆောင်ဟာရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတပ်ဖြတ်မှုတွေအပါအဝင်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီးအာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်တာခံထားရတယ်လို့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး ICC ရဲ့တရားလိုရှင်းလင်းချုပ်ကလည်းဖမ်းရမ်းထုတ်ဖို့တောင်းဆိုထားတာဖြစ်ပါတယ်။ဒီခီးစဉ်ဟာဖမ်းရမ်းထုတ်ခံထားပြီးနောက်ပိုင်းရုရှားနိုင်ငံကိုတွားရောက်တဲ့စစ်ကောင်းဆောင်ရဲ့ဒုတိယမြောက်ခီးစဉ်လည်းဖြစ်ပါတယ်။စစ်ကောင်းဆောင်အခုတွားရောက်မဲ့ရုရှားနိုင်ငံရဲ့မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ့်မှအခမ်းအနားအတွက် မေလ၈ရက်ကနေ၁၀ရက်နေ့အထိအပြစ်ခတ်ရဆဲဖို့သမရဗလာဒီမာပူတင်ရဲ့အဆိုပြုချက်ကိုလက်မခံသလိုရောက်လာမဲ့အဲ့ဒီနေ့ရုရှားမှာ ဖြစ်လာမဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီးတာဝန်ယူမှာမဟုတ်ဘူးလို့လည်းယူကရိန်းသမ္မတဇယ်လန်စကီကပြောဆိုထားပါတယ်ရှင်။ယာယီအပြစ်ခတ်ရဆဲထုတ်ပြန်ပြီးတဲ့နောက်နိုင်ငံတော်အတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတဲ့အာနာသိန်းစစ်ကောင်စီဟာအပြစ်အသက်တမ်းထက်တိုးကြောင်းဒီနေ့မေလ6ရက်နေ့မှာထပ်ပြီးတော့ထုတ်ပြန်လာပါတယ် အခုတစ်ချိန်ယာယီအပြစ်ရက်တက်တန်းကာလကိုတော့မေလ6ရက်ကနေ31ရက်အထိထပ်တိုးတယ်လို့ထုတ်ပြန်ထားတာပါငလင်တန်ကြောင့်ထိခိုက်ခံစားနေရတဲ့တနိုင်ငံလုံးရှိပြည်သူလူထုကိုစာနာနားလည်ထောက်ထားသောအားဖြင့်လို့ဆိုပြီး2025ခုနှစ်ဧပြီလ2ရက်ကနေ22ရက်အထိကာလကိုယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲကာလအဖြစ်စစ်ကောင်စီဘက်ကစတင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ် ဒါပေမဲ့စကိုင်းငလင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်ကနေမေလ9ရက်နေ့အထိစစ်ကောင်စီဟာနိုင်ငံတော်မှာလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုအကြိမ်ရေ485ကြိမ်ပြုလုပ်ခဲ့တယ်လို့ DVB ကစုစည်းထားတဲ့အချက်အလက်တွေအရသိရပါဗျ။အဲ့ဒီပမာဏတွေကအကျဉ်360ကျော်ဟာစစ်ကောင်စီကိုယ်တိုင်အပြည့်အကြောင်းကြီးညာထားတဲ့ကာလအတွင်းလုံဆောင်ခဲ့တာဖြစ်ပါတယ်။ DVB ရဲ့အချက်လက်တွေအရအဲ့ဒီကာလအတွင်းစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင် 333ဦးထက်မနည်းတေဆုံးခဲ့ရပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။တင်ထားတဲ့မျိုးတွေကိုပေးဖို့စစ်ကောင်စီဘက်ကတောင်းဆိုတာနဲ့ပတ်သက်လို့မဟာမိတ်တွေနဲ့လူလူရဲ့အတန်တွေကိုအလေးထားသွားမယ်လို့ PSLF TNL တွဲဖက်အထွေထွေအတွင်းမှုနှစ်ဘူမူကြီးတားပန်လာက ပြောလိုက်ပါတယ်။မြတ်သက်စင်သတင်းပေးဖို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါကျွန်တော်တို့အစီအစဉ်အစီအစဉ်တည်ရကျွန်တော်တို့တောင်းပြေလာ။တလောင်ပြင်းနဲ့လွံ့မြောက်ရေးတအူ PSLF TNL က လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးစည်းရေးချီနေနဲ့ဧပြီလတလတာလှုပ်ရှားမှုအခြေအနေတွေကိုမေလ၄ရက်နေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။တရုတ်ကျောင်းဝင်စစ်ဆက်တဲ့ငင်းချမ်းရေးဆွေးနွေးမှုတွေကြောင်းတင်ပြခဲ့ပြီးကုမင်းဆွေးနွေးပွဲမှာစစ်ကောင်စီဘက်က TNL ထိန်းချုပ်နေမြေတွေဖြစ်တဲ့နောင်ချိုကြောင်မဲတီဘောမိုးကုံနဲ့မိုးမိတ်ဆတဲ့မြို့နယ်တွေကနေပလောင်ကိုဝိုင်အုတ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်ကို TNL တပ်ဖွဲ့တွေအားလုံးပြန်လည်ဆုတ်ခွာဖို့တောင်းဆိုခဲ့မှုအပေါ်မလိုက်ရောနိုင်တဲ့အတွက်ဩဂုတ်လမှာထပ်မံဆွေးနွေးသွားဖို့ရှိကြောင်းပြောဆိုခဲ့ကြပါတယ်။စစ်ကောင်စီရဲ့တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး PSLF TNL တွဲဖက်အထွေထွေတွင်းရင်းမှုနှင့်ဘုံမှုကြီးတာပန်လာကတော့မဟာမိတ်တွေနဲ့လူလူရဲ့အတန်ကိုအလေးထားမယ်လို့ဆိုပါတယ်။အာမဟုတ်ဘေးနိုင်မလား။ပေးပေးနိုင်မလားဘာလို့မျိုးတော့လောဆယ်အဲ့ဒီမျိုးမရှိသေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီ ဒီကျွန်တော်လည်းအတူတပွဲဝင်ခဲ့ကြတဲ့မမိတ်တွေဒီရဲ့အတန်လဲဒါကျွန်တော်တို့ဒီထားရမှာဖြစ်တယ်လို့ကျွန်တော်ဒီတပွဲအောင်မြင်အောင်တော့ဒီဒီနေမျိုးကနေမှဒီဆက်နာချင်းချင်းလေးထွက်ပါသွားအောင်ကျွန်တော်ခုပေါင်းဆွဲခဲ့ကြတဲ့လူထုတွေရဲ့အတန်လဲဒါကျွန်တော်ဒီကျွန်တော်လေးထားရမှာဖြစ်ပါတယ်နော်အဲကြောင့်လို့ဒီဟိုကပေးနိုင်မလားဒီကပေးနိုင်မလားဘယ်လိုမျိုးတော့လောဆယ်မရှိသေးပါဘူးအင်အားပြင်းငလင်ကြောင့်ထိခိုက်နစ်နာခဲ့ရတဲ့ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ TNL ပါဝင်တဲ့ညီနောင်မဟာမိတ်၃ဘွဲ့ဟာဧပြီလ၁ရက်နေ့ကစလို့တလတာခုခံကာကွယ်ခြင်းမှအပါတစ်ဖက်သက်အပြစ်ခတ်ရစေးရေးထုတ်ပြန်ခဲ့တယ်လို့ဒီလူသားစာနာထောက်ထားတဲ့ယာယီအပြစ်ရစေးရေးကို မေလ၃၁ရက်နေ့အထိတက်တန်းထမှန်တိုးထားပါဗျ။စစ်ကောင်စီကတော့အပြစ်ရကြီးညာထားတဲ့ဧပြီလအတွင်း TNL ထိန်းချုပ်နယ်မြေတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပေမဲ့ TNL ဘက်ကတော့ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတယ်လို့လည်းပြောဆိုခဲ့ပါတယ်။စစ်ကောင်စီကလက်တလောမှာဆိုစစ်အလေးချောင်းဖြစ်အပေးပြမပုံမတော့လှုပ်လာပါတယ်။ကျမတို့ဒေတာမှာဆိုလက်ပုံချဲတာမျိုးတွေပို့လို့ပုံမလှုပ်လာပါဘူး။ဧဘလမှာဆိုပုံချဲအတိုက်ခိုက်မှုကအများဆုံးဆိုနောင်ချိုမုတ်ကုတ်ကပို့ပြီးတော့မှရင်ဆိုင်နေရပါတယ်။လက်တလောမှာဆိုတောင်းဒေတာကိုစစ်ကောင်စီကဆေးရီတူပြီးတော့မှဆေးရီ အတူလှူရှားတာမျိုးစီးမြင့်တင်တာမျိုးပြီးတော့မှလက်နဲ့ကြည့်တွေ့ပြစ်ခတ်တာမျိုးတွေကိုလှူဆောင်နေတာကိုတွေ့ရပါတယ်။အာကျမတို့ဘက်ကဘလို့ပြန်လဲတုတ်ပြန်ဖို့ရှိလဲဆိုတာကလက်တော်မှာတဲ့စိတ်ကောက်စီရဲ့လှူရှားမှုကိုဆက်လက်ပြီးတော့မှစောင့်ကြည့်နေတယ်။အဲဒီဖက်မှာလည်းကျမတို့ဒီဗေလကိုဒီအပြစ်မတလတာအပြစ်ရဖို့ကျမတို့အပြစ်ရထားတဲ့အတွက်ကြောင့်ဒုစစ်စင်ချင်းကကျမတို့ လောက်ဆောင်မှာမဟုတ်သေးတယ်လို့လက်တော့မှာစိတ်ကောင်းစီရလှူရှာဖို့ကအရင်အဆောင်ကြည့်ပြီးတော့မှမိမိကိုမိမိခုခံပါပါပန်ဖို့ပေါ်တော့ဆောင်ရွက်မှာဖြစ်ပါတယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL အနေနဲ့တအန်းကိုယ်စားလှယ်နိုင်ငံရေးအတိုင်ပင်ခံကော်မတီပုံစံမျိုးစုဖွဲ့ထားတာရှိပြီးလူလူဆိုရတဲ့ရဲ့ပေါ်ပေါက်ဖို့ကိုလည်းကြိုးပမ်းနေတယ်လို့ဘုံမူကြီးတာပန်လာကဆိုပါတယ်။အဲ့ဒီကျွန်တော်တို့ဒီ2023လောက်ကနေအဲကန်ဆိုင်မှာဒါကျွန်တော်အားဖော်စီဒီကနေမှာအဲ့ဒီ တန်း PSF ရလေပြီးတော့ RCS ပြီးတော့တန်းဒီ2020 2005မှာနိုင်ရခဲ့တဲ့ဒီလှုပ်တော့ကိုယ်စလဲနိုင်ငံပါတီစုပေါင်းမှာဒါကျွန်တော်တို့တအားပေါ်ကတန်းနိုင်ငံရဲ့တပ်ကံကော်မတီမှလည်းကျွန်တော်စုဖွဲ့ထားတာမျိုးရှိပါတယ်ဆိုတဲ့ဒီကနေ့တစ်ဆင့်ပါဒီကျွန်တော်တို့ဒီလူထုစုရပေါ်ပေါ်ကျွန်တော်တို့အထူးပန်းနေပါတယ်အပြည့်စုံမှုလည်းတော်တော်လေးကိုဟို ရောက်ရှိနေပြီပြောလို့ရပါတယ်တော်တော်များလည်းဒီစောစောတုန်းကတင်ပြခဲ့တဲ့အတိုင်းစီရီ ကနကစေရချင်းတွေကပြင်းထန်လာတော့ဒီနေရာမှာချက်ချင်းလက်ငယ်အကောင့်တွေပေါ်ပေါ်တော့နည်းနည်းခက်ခဲရှိနေသေးတယ်။စေရကတည်ငင်လာတယ်၊လူထုတွေကဘဝမှာလုံခြုံလာတယ်ဆိုတော့ဒါကိုကျွန်တော်တို့အများဆုံးဆောင်ရွက်တော့ဖို့ရှိနေပါတယ်လို့ပြောကြလို့ပါခင်ဗျ။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL အနေနဲ့ကတော့ငင်းချင်းရေးဆွေးနွေးမှုအတွက်နှစ်ဖက်တက်အနေနဲ့ရောက်တဲ့နေရာမှာအပြစ်ခက်ရက်စဲဖို့နှစ်ဖက်တက်အနေနဲ့ထိုးစစ်လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးတိုက်ခိုက်မှုတွေစတဲ့စစ်ရေးလှုပ်ရှားမှုအလုံးရပ်တန့်ဖို့နှစ်ဖက်ထိန်းချုပ်နယ်မြေတွေမှာဒေသခံပြည်သူတွေကို စာဝတ်နေရေးစေဝါးစတာတွေလွတ်လပ်စွာတည်ယူပို့ဆောင်နိုင်ရေးစတဲ့အချက်၃ချက်ကိုသာရည်တည်တောင်းဆိုထားတာလည်းဖြစ်ပါတယ်။ကျမမြတ်သင်ပါရှင်။ရခိုင်ဝိုင်းနိုင်ငံရေးသမားတယောက်ဖြစ်တဲ့ဦးဦးလာစောဟာမေလ9ရက်ည7:00နာရီလောက်ကနှာခေါင်းကင်ဆာနဲ့ကွယ်လွန်သွားခဲ့တယ်လို့သူနဲ့နှီးဆက်သူတွေစီကနေသိရပါဗျ။ ဦးဦးလာစောဟာကွယ်လွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပြီးနှာခေါင်းကင်ဆာနဲ့ဆေးကုသမှုခံယူနေချိန်မှာတိတ်ဆုံးသွားခဲ့တာလို့ဦးဦးလာစောရဲ့တပည့်တယောက်ကပြောပါရယ်ဦးဦးလာစောဟာမြောက်ဦးမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်2015ခုနှစ်ရွေးကောက်ပွဲမှာရွေးကောက်တင်မြှောက်ခံခဲ့ရသူဖြစ်တယ်လို့မြန်မာနိုင်ငံမှာထင်ရှားတဲ့တိုင်းရင်းသားနိုင်ငံမှတယောက်လည်းဖြစ်ပါရယ်ဦးဦးလာစောဟာ2010ပြည့်နှစ်ရခိုင်တိုင်းဒေသများဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှအတွင်းမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး INDP နဲ့ ALD ပါတီတို့ကို2023ခုနှစ်မှာရခိုင်မျိုးသားပါတီ ANP ပါတီအဖြစ်ပြောင်းလဲဖွဲ့စည်းရမှာဥဆောင်ပါဝင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။အဲဒီနောက် ANP ပါတီမှာဗဟုအလုံးမှုဆောင်ကော်မတီဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2021ဆရာနာသိန်းချိန်မှာရခိုင်မျိုးသားအဖွဲ့ချုပ် ULA ရဲ့ဗဟုနိုင်ငံရေးဌာနမှာနိုင်ငံရေးမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ ဦးလာစောဟာလူငယ်ဘွားတော်ကအကြောင်းသားလှုပ်ရှားမှုနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်လှုပ်ရှားခဲ့တာကြောင့်1985ခုနှစ်မှာထောင်နှံ9နှစ်1988ခုနှစ်အရေးတော်ပုံကာလမှာထောင်နှံ14နှစ်စစ်အစိုးရရဲ့ထောင်နှံ6မှတ်ခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်ဥလာဇောဟာမောင်ခိုင်အောင်မောင်ခိုင်အောင်စစ်တွေကလောင်နမရီနဲ့လေကြပြရီအစေးတွေတချင်းတွေကိုလည်းရေးသားခဲ့သူဖြစ်ပါရဲ့ရှင်။ မြန်မာနိုင်ငံတွင်းအချင်းထောင်တွေမှာနိုင်ငံရေးအချင်းသားအချင်းသူတွေအပါအဝင်တခြားအချင်းသားတွေအနေနဲ့ဆေးဝါးကုသခွင့်လုံလောက်စွာမရရှိမှုရက်လွန်နေတဲ့ဆေးဝါးတွေနဲ့အယောင်ပြဆေးပေးမှုတွေကိုရပ်တန့်ပေးဖို့နိုင်ငံရေးအချင်းသူများအဖွဲ့ကမိဖက်အဖွဲ့တွေနဲ့ပူးပေါင်းလှုပ်ရှားမှုတည်ပြုလုပ်ခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်မှာအာနာစသိမ်းခဲ့တဲ့စစ်တပ်ဟာဆီယနာသိမ်းမှုကိုစန့်ကျင်ကြောင်းငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ပြည်သူတွေကိုလက်နက်တွေနဲ့အကြမ်းဖက်ဖြိုခွင်းခဲ့သလိုအသက်မပြည့်သေးတဲ့ကလေးတွေနဲ့အမျိုးသမီးတွေအပါအဝင် ပြည်သူလူထုကိုအကျဉ်းထောင်တွေထဲမှာမတရားဖမ်းဆီးထောင်ချခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံနေရာအနှံ့အပြားရှိအကျဉ်းထောင်အသီးသီးမှာဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသူ9000ကျော်ရှိကြောင်းထောင်အာဏာပိုင်တွေကနိုင်ငံရေးအကျဉ်းသူတွေကိုဖိနှိပ်ယုံတာမကစားတောက်ရေးနေထိုင်ရေးကိစ္စတွေကိုလည်းကန့်သတ်မှုတွေများစွာပြုလုပ်နေတယ်လို့ဆိုပါတယ်။ဒါ့အပြင်ကျန်းမာရေးမကောင်းတဲ့နိုင်ငံရေးအကျဉ်းသူတွေကိုလည်းလုံလောက်စွာကျန်းမာရေးဆောင်ရှောက်မှုမပေးတာ စေဝါမလုံလောက်မှုတွေကြောင့်တေဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသူတွေအများအပြားရှိနေတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကမေလ9ရက်ကထုတ်ပြန်ထားပါတယ်ရှင်။အီလီကငလင်တန်တင့်ခဲ့တဲ့ကြီးရွာတွေမှာပြန်လည်ထူထောင်ရေးလုပ်ဖို့ကုန်စည်နှုန်းတွေမြင့်တက်နေကြအောင်အခက်အခဲတွေကြုံတွေ့နေရပါတယ်။ဒီသတင်းကိုနှင်းနှင်းပေးပို့ထားပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းကအင်းလေးဒေသဟာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်းအားပြင်းငလျင်တံကိုကြုံတွေ့ခဲ့ရပြီးနေအိမ်ပေါင်း3200ကျော်ရိုင်းလဲပျက်စီးခဲ့ရတဲ့အပြင်ဒေသခံပြည်သူအယောက်100ကျော်လည်းသေဆုံးခဲ့ရပါတယ်။ငလျင်တံခံရပြီးတလားကျော်အထိနေအိမ်တွေပြန်လည်တက်မှတ်ဖို့နဲ့ပျက်စီးသွားတဲ့နေအိမ်တွေကိုပြန်ဆောက်ဖို့အတွက်အခက်အခဲတွေရှိနေကြပါတယ်။ကိုဗစ်ငလျင်ပြီးမှတစ်စီဝါစီအမှုအကဆေးတွေကအရင်ကနေမတူတော့ဘူး။ဆေးတွေအများတက်လာတယ်။ ဒီမှာတက်တက်ကိုစစ်နေတဲ့ကုက25တဲ့ဝါကလည်းခုနကကုကတောင်းလာတော့တက်တမားကလည်းခေါ်လို့အစ်မပြီးတအဲလုံးအတိတ်တန်နဲ့ပြက်တာဆိုတော့လက်တမားတွေကခေါ်လို့အစ်မပြီးတဲ့အတွက်ပြီးတဲ့တော့မပြီးတော့ဘူးပေါ့အဲအခုမိုးရတီရောက်တော့မှဆိုတော့အဲလက်တမားအခက်ခဲရှိတယ်ကုန်စည်နှောင်းကလည်းတအားတက်တော့ဒီမှာအင်းနေပါလူတွေကဒါအစ်မပြီးကြဘူးပေါ့ ငလျင်လောက်ခတ်ခဲ့ပြီးတနေ့ထက်တနေ့ကုံစည်းနှုံးတွေမြင့်တက်လာတာကြောင့်ငလျင်တန်ခံရတဲ့အင်းလေးဒေတာကဟဲရရေလဲကြာတော့တလဲဦးဇရက်ကြီးရှေးဝကြီးမြောင်းဝကြီးစိတ်တအင်းဘောခုံနဲ့တခြားကြေးရွာတွေမှာပြန်လည်ထူထောင်ရေးအတွက်လိုအပ်နေတာပဲဖြစ်ပါတယ်အေးပြန်လေခေါင်းမိုးဝေးလို့ပြုတ်နေတယ်အေးမြုပ်နေတယ်အေးတော့မှဘာမှမဆိုင်နိုင်ဘူးခုကလေဒီတိုင်းပဲ လူဝင်အားလည်းမရှိဘူးပြီးတော့ပစ္စည်းထားဖို့ကြီးပေါ်ရတယ်ဖြစ်နေလေကုကြည့်တော့အဲ့လိုမျိုးဖြစ်နေတော့မှာတနည်းထဲမှာစင်ရတယ်တစားတစားလို့တက်တက်လာတယ်အဲ့တော့တယ်လီဖုန်းရေးတော့အချိန်ယူလိုက်လေအချိန်ရယူလိုက်လို့ရှိရင်စီးနှောင်းနေရလေဒါထိုးတဲ့တော့အချိန်မယူဝဲရှင်လုံးဝင်စလို့လေအဆင်မပြေဘူးခက်ခဲရလို့မျိုးဖြစ်နေကြတယ်အကုန်လုံးလေဒေသခံတွေကအခုလက်ရှိမှာမိုးကတဲထိုးပြီးနေထိုင်တာ လေပေါ်မှာမိုးကမိုးပြီးနေထိုင်ကြတာတွေကြောင့်မိုးရလာတဲ့အခါမိုးမလုံတာတွေကိုကြုံတွေ့နေရပါတယ်။မကြာခင်မှာလဲမိုးရသည့်ရောက်တော့မှဖြစ်လို့မိုးမလုံတဲ့ဒဏ်တွေ၊တောက်သုံးရေရှားပါတဲ့ဒဏ်တွေ၊ကျန်းမာရေးထိခိုက်မှုတွေ၊ကုန်စည်နှုန်းထပ်မံမြင့်တက်လာမှုတွေကြုံတွေ့နေရမှာကိုလဲစိုးရိမ်နေကြရပါတယ်။ကျမနင်းနင်းပါ ုတော့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။လုံခဲ့တဲ့24နာရီအတွင်းရုရှားတပ်ဖွဲ့တွေဟာယူကရိန်းစစ်ဘက်ဆိုင်ရာပြစ်မှတ်တွေကိုလမ်းကြောင်းမျိုးစုံနဲ့တိုက်ခိုက်ခဲ့တယ်လို့ရုရှားကမေလ၄ရက်မှာပြောပါရယ်။ယူကရိန်းကလည်းတရက်အတွင်းရှေ့တန်းမှာတိုက်ပွဲစုစုပေါင်း253ကြိမ်ဖြစ်ခဲ့တယ်လို့ပြောပါရယ်။ရုရှားကာကွယ်ဝင်ကြီးဌာနကနေ့စဉ်အစီရင်ခံစာထဲမှာရုရှားတပ်ဖွဲ့တွေဟာဆူမီခါကီ ဒန်ယက်စ်ဇာပိုရီဇီးယားနဲ့ခါဆိုမြို့တွေစီဥတီဘီထိုးစစ်ဆင်ခဲ့တယ်လို့ပြောပါရယ်ရုရှားတပ်ဖွဲ့တွေဟာစုစုပေါင်းများ158ခုမှရှိတဲ့ယူကရိန်းတပ်ဖွဲ့တွေရဲ့စစ်လေယာဉ်ကွင်းအခြေခံအဆောက်အုံတွေကာကွယ်လုပ်ငန်းတွေမောင်းသူမဲ့လေယာဉ်တွေထုတ်လုပ်တဲ့အလုပ်ရုံတွေ drone တူလောင်ရုံတွေနဲ့ယာယီအခြေချတက်စကန်တွေကိုပြစ်မှတ်ထားခဲ့တယ်လို့အစီရင်ခံစာထဲမှာပြောပါရယ် အဲ့ဒီနေ့မှာပဲရုရှားနိုင်ငံကတ်စတီတာတွေကတိုက်ပွဲ23ကြိမ်အပါအဝင်ရှေ့တန်းမှာရုရှားတပ်တွေနဲ့တိုက်ပွဲပေါင်း253ကြိမ်ဖြစ်ခဲ့တယ်လို့ယူကရိန်းတပ်မတော်စစ်ဦးစီးချုပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။အခုတော့အကစားတရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အခုနှစ်ရာသီအကုန်မှာအတင်းပြောင်းရွှေ့တော့မဲ့နောက်ခံလူအာနိုးနဲ့ပြန်လည်ဆုံတွေ့ဖို့မျှော်လင့်ကြောင်း တိုက်စစ်ကစားသမားမိုဟာမက်ဆာလာကပြောသွားပါတယ်အင်္ဂလန်ညာနောက်ခံလူဟာအခုနှစ်ရာသီအကုန်မှာလီဗာပူးနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးသက်တမ်းမတိုးတော့ဘဲအသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာပါ။အာနိုအနေနဲ့ရီယယ်မက်ဒရစ်စီပြောင်းရွှေ့မယ်လို့ကြေကြေပြတ်ပြတ်သတင်းတွေထွက်နေပြီးတချိန်မှာပြိုင်ဘက်အဖြစ်ပြန်လဲစုံတွေ့မှာတေချာကြောင်းဆာလာကပြောခဲ့တာပါ။ အာနုနဲ့အတူတငယ်ချင်းတွေလိုပေါင်းဖက်လာခဲ့ပြီးအသင်းပေါ်အနေနဲ့လည်းအတူတွဲဖက်ကစားခဲ့ရတဲ့အပေါ်ဝမ်းမြောက်မိကြောင်းအနာဂတ်မှာအကောင်းဆုံးနေဖြစ်ပါစေကြောင်းနဲ့တချိန်မှာတေချာပေါက်ပြန်လည်တွေ့ဆုံမယ်လို့ယုံကြည်ကြောင်းမိုဆာလာက Twitter မှာရေးသားခဲ့ပါတယ်ရှင်ဒီဗီယိုမြန်တန်ကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ရပါညနေ၄နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးအောင်ပါကျမတို့ဖူးအီအီနွယ်ပါကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ားလေးစွာပါ DMG အပဲဆိုင်သတင်းလုံးသံထုတ်လုံးမှုအစီအစဉ်ကနေကြိုဆိုပါရစေရခိုင်ပြည်အတွက်မှာဖိတ်ပြက်နေအဖိတ်ပြက်တင်တဲ့တိုင်အောင်သောလူမျိုးစုတို့ရဲ့အသံကို DMG သတင်းဌာနကနေရခိုင်ဘာသာစကားနဲ့ထောင်ဟဲတောင်ဆဲပြီးတဲ့ကြာလေးဖိတ်ပါရစေအစ်တဘဲတောင်ဆဲပြီးလောက်ဖို့သတင်းတီကားတို့ခါအေအထိန်ရှုပ်ဒေတာတီမှာလွယ်လွယ်စွာစီဝါကူတာခွန်ရရှိနေရလို့ဝက်စလန်တီကပြောပါရယ်ရခိုင်တောင်ပိုင်းကဒေတာခန်တီခရီလာထောက်ခံစာယူရတဲ့အခါမှာအခက်အခဲတီးဟိနေခဲ့တယ်လို့ပြောပါရယ် အင်္ဂလိပ်ခေတ်လက်ကျန်ကျောင်းပူရီနေအကောက်ကိုလည်းတောင်းဆက်ပြီးလာဖို့ဖိတ်ပါရယ်အေအေထိန်းချုပ်ဒေတာတီမှာလွယ်လက်စွာစီဝါကုသခွန်ရရှိနေရလို့မွေစလန်တီကပြောပါရယ်အယံအစောရခိုင်အဆော့ဆော့ကရခိုင်ဒေတာနေမုံစလန်တီရင်တရနဲ့တရတမလို့နဲ့တမလို့ကိုခရီးလာလာခွန်ကန်သက်ခံခါရလို့အခရိခန်လူအခွန်ရီတီဆုံရှုံခခဲ့ရပါရယ် ။ရောင်းထက်ကရေကီဆုံအချော်ဖိုက်တဲ့ကျဲမာရင်ဆောင်းဆောင်မှုအပိုက်မှာစီရုံစီခန်းတီထဲမှာဒန်တူစီဝါကူစာခွန်မရာကေပနဲ့ခွေခေါဆောဆန်ခံခါခဲ့ရဆိုပါ။ဒီကနေ့မှာတော့ခါအာရခတက်တော်ထိန်းချုပ်ထားတဲ့နေမရတီမှာလူမျိုးဘာသာမရင်းတန်းတူစီဝါကူစာခွန်ရနေခဲ့ရလို့မူဆလောင်အတိုင်းဝိုက်ကပရော့ဆိုခဲ့ပါတယ်။အဲဖားစာရတော့ကူတော့ပရော့ဆိုစားစင်မှုကြောက်ကောင်းပါဇိုးတန်းနိုင်သမ ्या တော့ဆောင်ပြောင်းတော့ဘူကကူတောင်းမှုပြပါမယ်။မရနေလဲဖားကပဲကိုနေပြပါမယ်။ ရခိုင်ပြည်တော်ကကျောက်တော်မရာဦးမောင်ဘရမေဘုံပေါတော်ရန်ပရင်နဲ့ပူးစီတော်ရသေးတော်မောင်တော်စားရီအေအေထင်းချုံနေမြေဒေတာတိမှာမူဆလောင်တိသိမ့်နှန်းရှိပြီကေနိုင်ခဲ့စော်ပါအယောင်ကစီဝကူသာခွန်နဲ့ပတ်သက်ပြီကေအခေါ်ခဲအမြောက်ကြီးဟင်ခါခဲ့ပြီကေအကူတော့ခါလွယ်လဲလဲလဲလော့ပြီကေစီဝကူသာခွန်ဟင်နေရပိုင်ဂရုဆိုင်မှုတိလင်းသောရာနီယာဖိုင်လို့ညင်ကိုမောင်နှမအတိုင်ဝိုက်တိပိုင်စိမ့်မှခန်းစားရတယ်လို့မောင်ဦးမှုနေကမူဆလောင်ဦးမောင်လာကျော်ကပြောပါတယ် အဲအယောင်ချက်ကကျွန်တော်မှာ brown fried rice side fried rice အဲ့လိုစီဖူးသဘလာရကြီးကျွန်တော်မှာနေပြီးကြညာတက်မတ်ထိမှာနေပြီးကြဘုံဘပေချောင်းလားသိရှိပါဒီအားလုံးတို့ကနေပြီးကပုံစံလေးနဲ့ယူလို့လာတာဘူးလေပုံစံလေးနဲ့ယူလို့ကအားလုံးတို့ကမနိုင်မနိုင်ခံနေပြီးကရှုကဖူလို့လာရဲစီကူတော့ရဖြစ်တဲ့ဒီရော်တင်ပြရရင်ကျွန်တော်တို့မှာတန်ခက်စက်ဒီရှုကနေပြီးကအယောင်သာနေပြီးကထောင်းတင်ရှားဆက်တော့မှရှိခိုင်းရ ညီမတောင်ဟာဖရတန်ရကလေးတော့ကျွန်တော်တို့မှနေကြီးဆိုရင်စိတ်မရှိပါဘူးအဝရှိမှန်နေကြီး